ပရိသတ်များအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဝီလန်နာရဲ့ရောင်းငယ်လေးတရားမှာတော့ညီကို9ယောက်ဟာသူတို့မိမာရင်းနေတူနေထိုင်ကြပါတယ်သူတို့ကတော့ရန်ကိုချမ်းသာကြသူတွေဖြစ်ပြီးအင်ကြီးအင်ကောင်းနဲ့နေကြသူတွေလည်းဖြစ်ကောင်း သူတို့ဘုံမှာကိုရင်ကိုအေဂျင့်တွေကူစွန်နေနေထိုင်နေကြပါတယ်။ဒါပေမဲ့တနေ့မှာတော့သူတို့လုံမကိုမျောလင်းမထားတဲ့ကိစ္စကဖြစ်လာခဲ့ပါတယ်။ကဲကဲအားလုံးထွက်သွားကြတယ်။ဒီအင်းကနေဖယ်ပေးကြအခုချက်ချင်းဟမ်ကျုပ်တို့ကဘာကိစ္စထွက်သွားရမှာလဲ။ဒါကျုပ်တို့အင်းပြ။မင်းတို့အင်းလို့ဘာသူပြောလဲကွာ။ခမရဘာကိစ္စလို့ပြောတာလဲ။ကြည့်ရတာမင်းတို့ဖေရမစုံငင်အောင်မင်းတို့ကိုဘာမှပြောမသွားဘူးထင်တယ်။ပြောစရာရှိတာကိုတိတိပြောလိုက်ပါဗျာ။ ရှင်းနေပြီဘီလီတွေဖတ်မနေပါနဲ့မင်းတို့အဖေကမင်းတို့ငါးယောက်ကိုခန်းခန်းနာနာလက်ထပ်ပေးဖို့ဘန်းအနေချင်းငွေယူထားခဲ့တာအခုအရာတွေကိုမဆက်ရသေးပဲတည်သွားလိုက်ပြီလေပြီးတော့ပစံကိုအချင်းမီပြန်မဆက်လို့အတိုးတွေလည်းများလာပြီမင်းတို့အိမ်တွေအလုံယုံတွေပါအကုန်ဘန်းနမင်းနဲ့ဖြစ်သွားပြီဒါကြောင့်အခုချက်ချင်းဒီရင်ကနေထွက်သွားပြီဒါမဲ့အဖေကကျွန်တော်တို့ကိုဒါမျိုးရိမ့်မော့တောင်မပြောဘူးပါဘူးဒီမှာမယုံရင်ဒီစာရုပ်ကိုကြည့်လိုက်ပြီးတော့မင်းတို့ယုံယုံမယုံယုံဒီရင်ကနေမင်းတို့ထွက်သွားရမယ် တောင်ကိုကြပြီးညီကို9ယောက်နဲ့သူတို့မိန်းမတွေလည်းစိုးရိမ်သွားကြပါတယ်။သူတို့မိန်းမတွေကတော့ရဲကိုစင်းရတဲ့အင်္ဂါလူတွေဖြစ်ပါတယ်။နောက်ကြောင်သူတို့မိဘတွေစီကနေလည်းအကူအညီတောင်းလို့မရပြန်ပါဘူး။ဒါနဲ့ညီကို9ယောက်လည်းရွာရိကလူတွေကိုအကုန်အကူအညီလိုက်တောင်းကြည့်ပေမယ့်တယောက်မှသူတို့ကိုကူညီမပေးကြပါဘူး။ဒါကြောင့်သူတို့တွေလည်းသူတို့အိမ်ကိုဘန်ကလူတွေလက်ထင်ဝါကွက်အပ်လိုက်ပါတယ်။ဒါကြောင့်တခဏအတွင်းမှာပဲသူတို့တွေဘဝကပြောင်းလဲသွားရပါတယ်။အမလီဖျားရီ ကျမတို့မိသားစုပေါ်ဘလို့ဒုက္ခတွေရောက်လာရတာပါလဲအခုကျမတို့ဘယ်ကိုသွားကြတော့မလဲရှင်တို့ဆွေမျိုးတွေကိုနည်းနည်းလောက်ကူညီတောင်းကြည့်ပါလားတို့ကူညီပေးရင်ကျမတို့ရက်နည်းနည်းလောက်တော့အိမ်ကားလေးနဲ့နေလို့ရလောက်မယ်ထင်တယ်ပြီးမှရှင်တို့အလုပ်လိုက်ရှာပြီးအိမ်ကောင်းကောင်းလေးပြန်ရှာလဲရတာပဲငါတို့လည်းဆွေမျိုးတွေရောအစ်တီတွေကိုရောအကုန်လုံးအကူညီတောင်းပြီးပြီဒါမဲ့ဘယ်သူမှငါတို့ကိုမကူညီချင်ကြဘူးအားလုံးကအတူတူပဲဒါပေမဲ့ကျမတို့တီလို့တော့နေလို့မရဘူးလေတခုခုလှုပ်ပြီးတော့နေထိုင်ရမှာပဲကဲလား ကျမတို့ရွာတကြီးစီရောက်သွားကြမယ်။အေးသူတို့ငါတို့ကိုကူညီပေးလောက်မှာပါ။အားလုံးလည်းရွာတကြီးအိမ်ကိုသွားပါတော့တယ်။ပြီးတော့အကူအညီတောင်းလိုက်ကြပါတယ်။ဒါပေမဲ့ရွာတကြီးကပြောလိုက်ပါတယ်။ဒီမှာမင်းတို့အားလုံးရန်ဒုက္ခရောက်နေတယ်ဆိုတာငါနားလေပါတယ်။ဒါမဲ့ငါလည်းမင်းတို့ကိုမကူညီနိုင်ဘူး။ဒါကမင်းတို့ဗန်နေဖြစ်တဲ့ကိစ္စဆိုတော့ငါဝင်ပါလို့မရဘူးလေ။ဒါဆိုရင်ကျွန်တော်တို့ကိုနေရာလေးတစ်ခုလောက်တော့ပေးပါဗျာ။ဒါဆိုကျွန်တော်တို့တစ်ခုခုတော့အဆင်ပြေသွားလောက်မှာပါ။ အခုကျွန်တော်မိသားစုတွေကိုခေါ်ပြီးပေးတော့ရမှမသိလို့ပါ။ငါမင်းတို့အခက်ခဲကိုနားလေပါလေ။ဒါမဲ့တလောက်လူတွေအများကြီးကိုဘယ်သူမှတော့အင်ပေါ်ခေါ်ပြီးတင်ကျွေးထားနိုင်မှာမဟုတ်ဘူးလေ။မင်းတို့တွေစိတ်တော့မရှိကြပါနဲ့။အားလုံးလည်းဝမ်းနေတော့ကပြန်လာကြကြပါလေ။ဒီလိုလျှောက်လာကြရင်ကသူတို့လည်းတောနယ်ကြီးတွေရောက်လာပြီးအဲ့ဒီကိုရောက်တဲ့အခါမှာတော့သူတို့ဟာအိမ်ဟောင်းလေးတစ်လုံးကိုတွေ့လိုက်ကြရပါလေ။ကျမတို့ဒီနေ့ညတော့ဒီမှာပဲအိတ်လိုက်ကြရင်ရော။ ဒါမဲ့တောနယ်ကြီးထဲမှာဖြစ်တဲ့အပြင်အင်းကမလုံးကြုံငါတို့ကိုတောကောင်တွေပါရီလာပြီးအနေရပြုတ်ရင်ရောအဲ့ဒီအတွက်လည်းနီလန့်ရှိပါတယ်ညမရောက်ခင်ကျမတို့အိမ်ကိုနည်းနည်းပြန်ကောင်းတော့ပြန်လိုက်ရမှာပါရှင်တော့အနီးနားကနေခိုင်ခဲတဲ့တစ်ချောင်းတွေကိုသွားခုတ်လာခဲ့ပါဒါမှကျမတို့အိမ်ကိုပြန်ပြီးကောင်းကောင်းပြန်လို့ရမှာလေခင်မနီလန့်ကိုတော့အားလုံးလေးလက်ခံလိုက်ကြပြီးအနီးနားကတစ်တွေသွားရှာပြီးခုတ်လာကြပါတယ်ပြီးတော့ကျွကျွစစနဲ့အိမ်ကိုပြန်ပြီးကောင်းအောင်လို့ပြင်ကြပါတယ်ခဏကြာတဲ့အခါမှာမှောင်လေးမှောင်လာခဲ့ပါတယ် အမားတို့ရေအိမ်လေးကတော့တကယ်ကိုအဆင်ပြေပြေဖြစ်သွားပေမဲ့အခုကအယမ်းမောင်လာပြီဆိုတော့ဘလို့လောက်ကြမလဲအမောင်ထဲမှာဘလို့နေကြမှာလဲ။ဩနင်ကလည်းကိုရင်ခစ်တွေအားဆိုမောင်ကြီးဘလို့လောက်ကြလဲမိတ်သွားလား။ကြောက်ခဲရှင်မီးရပါတယ်ဟာ။ငါတို့လည်းအဲ့လိုပဲလောက်ကြဆိုပြီးရင်အရင်ဆုံးထင်းချောက်တွေပုံပြီးကြောက်တုံးတွေကိုတိုက်ပြီးမီးမွေးကြမယ်။ပြီးရင်အိမ်ထဲမှာပဲထင်းချောက်တွေနဲ့မီးပုံထားလိုက်မယ်လေ။အဲ့ဒါဆိုအိမ်ထဲမှာလည်းမမှောင်တော့ဘူးပေါ့။ဟာဆန်နာရေနင်ကတကယ်ကိုကောင်းကောင်းတွေးတတ်တာပဲ။ ဆန္ဒပြောတဲ့အကြံကြောင့်အိမ်ထဲမှာမီးရပြီးထိန်လင်းသွားပါတော့တယ်။အားလုံးဟာလေနှစ်နှစ်ချိုက်ချိုက်ဣပြိုသွားကြပါတယ်။အိမ်လေးကတော့တေးပင်မဲသူတို့မှာဣဖို့နေရာလေးတွေတော့အလုံးလောက်ရှိကြပါတယ်။နောက်နေ့မနေ့ရောက်လို့အားလုံးလေးမနေ့ကနေနိုးတဲ့အခါမှာအားလုံးဟာဘိုက်စာနေကြပါတယ်။အမတို့ရေဘိုက်စာလိုက်တာနော်ဒီမှာစားစရာလည်းဘာမှမရှိဘူး။ခွင့်လို့ကြပါကွာငါတို့ဒီလိုအချိန်တွေမှာမင်းတို့ကိုမကူညီပေးနိုင်လို့ငါတို့အတုံးမကြလို့မင်းတို့ဒီလိုမျိုးအငက်နေနေရတာပါ။ ော်မက်လေးရဲ့နင်တောင်းမှဆရာမလိုပါဘူးငါတို့အားလုံးကတမိသားစုแท้တွေပဲလေငါတို့တွေဒုက္ခကြုံလာရင်ငါတို့အားလုံးတူတူပေါင်းပြီးဖြေရှင်းကြရမှာပေါ့ပြီးတော့စားဆရာမရှိလဲပါဖြစ်လဲဒီနေရာတောအုပ်ကြီးရဲ့ပဲဟာ哦အသီးနှံတွေပါညာလောက်တော့တေချာပေါက်ရှိမှာပါငါတို့လိုက်ဆိုင်ရပါတယ်အေးမြက်ကပြောလိုက်တာမို့အားလုံးလည်းတောရင်ပါအသီးနှံတွေရှားကြဖို့ထွက်လာကြပါလိမ့်ဒီခါမှာပဲသူတို့ဟာမလကာပင်ကြီးတပင်ကိုတွေ့လိုက်ကြရပါတယ် အဲ့ဒီနောက်မှာပဲနောက်ထပ်ပန်းသီးပင်ကြီးလေးရှိပါသေးတယ်။ဒါကြောင့်အဲ့ဒီနေရာကနေသူတို့လည်းပန်းသီးတွေနဲ့မာလကာသီးတွေကိုခုယူကအင်ကိုပြန်လာခဲ့ကြပါတယ်။အာဒီနေရာဒီလိုဆိုတော့လေကောင်းလိုက်တာငါတို့အားလုံးစားဖို့တောက်ဖို့လည်းဆင်သင့်မယ်။ဒါမဲ့ငါတို့ဘယ်အချိန်ထိဒီလိုမျိုးနေနေရမှာလဲ။ဟုတ်တယ်ငါတို့တွေအလုရှာမှဖြစ်တော်မယ်။ငါတို့ဒီနေ့ပဲရွာရဲသွားပြီးအလုရှာကြတာပေါ့။ဒါမဲ့ငါတို့ဘာလုပ်ကြမှာလဲ။ဒီနေ့ထင်ငါတို့ဘာအလုမှတိကျမလုပ်ခဲ့ဘူးတော်။ပြီးတော့ငါတို့လုပ်လည်းမလုပ်တတ်ဘူးလေ။ တကယ်လို့ကျမတို့သားညံအောင်လွှာသုံးမယ်ဆိုရင်ကျမတို့တီတော်ကြီးကိုအသုံးချပြီးပဲပတ်ဆက်နဲ့အများရှာလို့ရတယ်။ဘယ်လိုလုပ်ပြီးရောလဲအမ။ငါတို့မြို့မှာနေနေရွာမှာနေနေလူတွေနေထိုင်တဲ့အသုံးဆောင်တွေဥပမာဟာထိုင်ခုံတို့အဝတ်စင်တို့ပြီးရတွေဆိုတာအကုန်တက်သားနဲ့ပဲလောက်တာပဲလေ။အဲ့ဒါကြောင့်ငါတို့လည်းတက်သားတွေနဲ့အဲ့လိုပစ္စည်းတွေလောက်ပြီးတော့မြို့နဲ့ရွာစည်းတွေမှာတွားရောင်းကြရော။အင်းအဲ့အတွက်ဆိုရင်တော့ကျမတို့မှာပြင်ဆင်ရမယ့်အရာတွေလည်းရှိသေးတယ်လေ ပြီးတော့ရွာနေမြို့ထိပစ္စည်းတွေတဲသွားဖို့လှဲရလဲလို့သေးတယ်။အဲ့ဒါတွေကိုကြတော့ကျမတို့ဘယ်လိုလုပ်ကြမလဲ။လူရာတွေကိုလည်းငါတို့တော်တဲ့အစင်ပြေတာတွေရှာဖွေပြီးလုပ်ရင်ရတာပဲ။ပြီးတော့လှဲဟုတ်လဲငါတို့တော်တဲ့အစ်စ်တွေနဲ့လုပ်မယ်လေ။ဒါပေမဲ့တခုတော့ရှိတယ်။လက်နဲ့လှုပ်ထားတဲ့လဲဆိုတော့အားလုံးကမြို့ပေါ်ပစ္စည်းတွေတဲတဲ့ခါကျတော့ကယူတဆိုင်နဲ့တော့တဲသွားရလိမ့်မယ်။ဟာဒါဆိုရင်တော့ကောင်းတာပေါ့။ငါမြို့ပေါ်တော်လို့ရတဲ့လမ်းကိုကောင်းကောင်းသိရင်အဲ့ဒီကနေငါတို့မြို့ပေါ်ကိုပေးကင်းကင်းရောက်နိုင်တယ်။ကဲ။ ဒါဆိုလဲအာလုံကိုတာဝန်ကိုခွဲပြီးအလွတ်လောက်ကြဆုပ်လေဒီလိုပြောကအာလုံလေးကိုတာဝန်ကိုခွဲယူလိုက်ကြပြီးတက်သားတွေနဲ့ပစ္စည်းတွေထိုင်ကုန်တွေကိုပြုတ်လုကြပါတယ်အတော်ကြာစူးစမ်းလုပ်ပြီးကြတဲ့နောက်မှာတော့သူတို့တွေဟာလှဲလိတစ်ခုကိုလှုပ်လှုပ်ပြီးသွားပါတယ်မြင်လားကျမတို့စီစီလုံးလုံးသာလှုပ်နိုင်ရင်ဘယ်အလုံးမှမခက်ခဲဘူးအခုမနှက်ပြန်ဆော့ဆော့ကိုရှင်တို့အာလုံးတာတွေမြို့ပေါ်တည်သွားပြီးတွားရောက်ကြတော့ နောက်နေ့မနက်မှာတော့သူတို့၅ယောက်လည်းသူတို့လုံထားတဲ့ပစ္စည်းတွေကိုလှဲပေါ်တင်ပြီးလမ်းချင်းချင်းလေးတွေကနေလှဲနေသိမ်းသွားပြီးမြို့ပေါ်ကဈေးမှာတွားရောက်ပါတော့တယ်။ဒီခါမြို့ပေါ်ကလူတွေကတော့သူတို့ပစ္စည်းတွေကိုရင်းကြိုက်ပြီးတော့ဝေးကြပါလိမ့်။ဒီခါမှာပဲတတိကြီးတယောက်ကသူတို့နားရောက်လာပြီးတော့ပြောခဲ့ပါလိမ့်။အော်မိုက်လိုက်တာကွာမင်းတို့ရောင်းနေပစ္စည်းတွေကတော်တော်လှတာပဲ။နောက်လေးရက်နေရင်ငါသမီးလေးမင်္ဂလာဆောင်ရှိတာလက်ဖွဲ့ပေးခြင်းလို့ပစ္စည်းတွေမှားခြင်းနဲ့ကွာဒီတော့မင်းတို့စင်ရံငွေဘယ်လောက်ယူခြင်းလဲ။ငါအခုပဲရှင်းပေးခဲ့မယ်။ အာရတာပေါ့ကျွန်တော်တို့လုပ်ပေးပါမယ်တကယ်ကိုကျေးဇူးတင်ပါတယ်ဗျာကျွန်တော်တို့ကိုယုံကြည်ပြီးအနံပေးလို့ရော့ကျုံငွေမင်းတို့ကပြည့်စည်တွေရရင်ဒီလိုတီချာလေးတေလာခဲ့ပြီပေါ့ဟုတ်ကဲ့ကောင်းပါပြီဗျာဒီလိုနဲ့ညီကုံငါးယောက်လည်းဈေးရောက်ရတဲ့ပတ်စံတွေနဲ့မုံတွေဟင်းချက်စရာတွေဝေလာခဲ့ပြီသူတို့မိမတွေကိုတရင်ကောင်းပြောပြလိုက်ပါတယ်အမကြီးဒီမကြီးကျွန်တော်တို့ဘာယူလာလဲဆိုတာဟာကြည့်ရတာဖះကျေးစုနဲ့ရှင်တို့အလုပ်တွေအကုန်အစင်ပြေလာပြီထင်တယ် ီးတော့ဒီမှာကြည့်ရောနောက်ထပ်ပြီးတော့ order မှာသွားတယ်သူရှိလို့ကြုံငွေတွေလည်းရလာသေးတယ်အခုကျွန်တော်တို့ထပ်ပြီးကြိုးစားလုပ်ကြရင်ရပြီဒါဆိုရင်တော့ကျမတို့ဆုံရှုံသွားတဲ့အိမ်တွေနဲ့ပါဆိုင်မှုတွေကိုလည်းမကြခင်ပြန်ယူနိုင်တော့မှာပေါ့နော်အေးငါတို့ကအတူတူစီစီလုံလုံရှိမယ်ဆိုရင်ဘယ်အခက်ခဲမဆိုကြော်ဖြတ်နိုင်ပါတယ်ဒီလိုနဲ့သူတို့လည်းကြိုးစားပြီး order တွေလုပ်ပြီးတော့တဖြည်းဖြည်းနဲ့သူတို့လောက်ကပိုအောင်မြင်လာက order တွေလည်းပိုရလာခဲ့ပါတယ်ပြီးတော့သူတို့စုထားတဲ့ပတ်စံတွေနဲ့တိုးရင်းမှာသူတို့ကိုယ်ပိုင်ပြည်ဘောကစိတ်ယုံကြည်ကုန်လည်း တီထောင်လိုက်ပါတော့တယ်။ဒီအခါသူတို့လက်တွဲလှုပ်ချင်တဲ့လုပ်ငန်းရှင်တွေလည်းသူတို့စီကိုရောက်လာကြပြီးတော့အလုပ်တွေပိုပြီးအဆင်ပြေလာတာကြောင့်နောက်ဆုံးမှာပတ်စံတွေစုပြီးဘန်းကသူတို့အကျွေးတင်နေတဲ့ပတ်စံတွေကိုပြန်ဆက်ကာအင်ကိုပြန်ရွေးလိုက်နိုင်ပါလေ။ကျမပြောသားပဲ။ကျမတို့အားလုံးသာအတူတူကြိုးစားရင်ဘာမဆိုအခက်ခဲတွေကိုကြော်ဖြတ်နိုင်ပါတယ်လို့ဟုတ်တယ်မေ။အခုတော့ကျမတို့တွေအင်ရလို့ကိုအင်ကြီးမှကိုပြန်နေလို့ရပြီ။အခုအဲ့ဒီတော်ရဲအိမ်မှာနေဆရာမလို့တော့ဘောနော်။ ဒီလိုနဲ့သူတို့ညီကို9ယောက်နဲ့ရောင်းမ9ယောက်တို့လည်းအရင်ကလိုပဲအင်ကြီးအင်ကောင်းကြီးမှပြန်နေနေကြပါတော့တယ်။ပြီးတော့မိသားစုချင်းသာစီစီလုံးလုံးရှိမယ်ဆိုရင်ဘလို့အခက်ခဲမဆိုရင်ဆိုင်ကြော်ပြတ်နိုင်တယ်ဆိုတာကိုသဘောပေါက်လိုက်ကြပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။